ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကုမငါနုပညာကာစီဆန္ဒရဲ့မင်္ဂလာရှိသောမနက်ခင်းလေးနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့အားဆိုတော့ကျွန်တော်တို့တောက်ကြနေဖြစ်တဲ့အတွက်ကြောင့်မနက်ဖြန်ဆိုရင်ကျွန်တော်တို့အပတ်စဉ်ထုတ်လွှင့်နေကြ Super Saturday License ရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်မနက်ဖြန် License လေးမှာဘယ်ကားလေးတွေကိုဘယ်လိုဈေးနှုန်းလေးနဲ့ရောင်းချပြီးသွားမယ်ဆိုတာကျွန်တော်ပအဝင်မဲ့ကားလေးတွေကိုအကြမ်းမြင့်လေးတစ်ချက်လိုက်လံပြသရမယ်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ Showroom Number 1ခြံနံပါတ်1ပါပဲဖြစ်ပါတယ်ကျွန်တော်ပြီးသွားရင် Showroom Number 2 Showroom Number 3 Showroom Number 4မှာရှိရဲကားလေးတွေကိုလိုက်လံပြီးတော့ပြသပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဗျကျွန်တော်အရင်ဆုံး showroom နံပါတ်2ရှိမှာမြင်တွေ့နေရတာတော့ကျွန်တော် crown nasi tora crown nasi moray ကြီးအနေနဲ့ဟုတ်ကဲ့ဗျကျွန်တော်အရင်ဆုံးဒီ showroom နံပါတ်1ရှိမှာမြင်တွေ့နေရတာကတော့ကျွန်တော်တို့ tora crown လေး nasi ပေါ့နော် tora crown moray ကြီးအနေနဲ့က2004 model engine power 3.0တင်နေရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ခြေတန်းနပ်ပြရောင်လေးနဲ့ရရှိမယ်ကျွန်တော်ဒီဘက်မှာဆိုလဲအဖြူရောင် 7E လေးနဲ့ရရှိမယ်ကားလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဗျကျွန်တော်ပြီးသွားရင်လည်းဒီဘက်ဘေးမှာဆိုကျွန်တော်တို့ သိန်း600ဝန်းကျင်မှာအမေများကြားကာချစ်သူမိတ်ဆွေများတို့ Total Ville အသစ်ထမှန်ရောက်ရှိတာပါတယ်ကျွန်တော်တို့ 5E ကိုမှရန်ကုန်လိုင်းစင်းနဲ့ရရှိမယ်ဗျာเนาะကျွန်တော်တို့ engine power အနေနဲ့က 1000C နဲ့ရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့ show နံပါတ်1ထဲမှာကားလေးတစ်ချက်လောက်လိုင်းလံကြည့်ရှုပေးပါအောင်เนาะဟုတ်ကဲ့ဗျာကျွန်တော်တို့ဒီ show နံပါတ်1ထဲမှာဆိုရင်တော့လူမင်းများဆုံးလူကြိုက်များဆုံးကားလေးတွေဖြစ်တယ်ကျွန်တော် Suzuki C ရဲ့လေးတွေရှိမယ်ပြီးတော့ရင်လည်းအသစ်ထမှန်ရောက်ရှိတာ Hyundai အဆန့်လေးတွေရှိတယ်လို့မျိုးကျွန်တော်တို့ဒီနောက်မှာဆိုရင်လည်းခုံသုံးတန်းကား SUV ကားလေးဖြစ်တဲ့ကျွန်တော် Chevrolet Orlando လေးရှိမယ်ကျွန်တော်ဒီဘက်ပြီးမှဆိုရင်လည်း Toyota Effort ကားလေးတွေအတိအမှန်ရောက်ရှိကြပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဥပမာပြီးမှဆိုရင်လည်း Dayan EV လိုကားမျိုးတွေကျွန်တော်တို့ Suzuki Swiss လိုကားမျိုးလေးတွေအတိအမှန်ရောက်ရှိကြပဲဖြစ်ပါတယ်ကျွန်တော် Suzuki Series တွေကဆိုရင်ပေါ့နော်ကျွန်တော်တို့ Suzuki Ceed တွေ Suzuki Swift တွေ Suzuki Artiga တွေအတိအမှန်ရောက်ရှိကြပဲဖြစ်ပါတယ်ခင်ဗျာကားလေးကတော့ကျွန်တော်တို့ showroom နံပါတ်1ခြံနံပါတ်1ထဲမှာရှိတဲ့ကားလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ showroom နံပါတ်2မှာရှိတဲ့ကားလေးတွေကိုလိုက်လံကြည့်ရှုပြပါအောင်ဗျာ ဟုတ်ကဲ့ဗျဒါလေးကတော့ကျွန်တော်ခုရောက်ရှိနေတာ showroom နံပါတ်6ချက်နံပါတ်2ပဲဖြစ်ပါတယ်ကျွန်တော် showroom နံပါတ်2ထဲမှာဆိုတော့ Opamimic ကားတွေကျွန်တော် SUV brand new ကားတွေထားရှိတာပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့အရင်ဆုံးအရှိမမြင်တွေ့နေရတာကကျွန်တော်အတိတ်ထက်မှန်ရောက်ရှိရ Soy DA3 Soy ကားလေးဆိုလဲကျွန်တော်စီမှာအမေးများကြတဲ့ကတ်ချစ်သူမိတ်ဆွေများအတွက်ပေါ့နော်မနက်ပြန် live scene လေးမှာဇေနုံတတစွာနဲ့ရောင်းချပြီးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လဲ BNC Sinova D90 အနီရောင်လေးကျွန်တော်ဒီနေ့မနက်မှာအတိတ်ထက်မှန်ရောက်ရှိတဲ့ကားလေးဗျကျွန်တော် BNC လေးဆိုရင်အနက်ရောင်လေးတစ်စီးရှိမယ်အနီရောင်လေးတစ်စီးရှိမယ် နှစ်စီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အထဲမှာဆိုရင်လည်းခုံသုံးတန်းက Suzuki brand လေးတွေဖြစ်တယ်ကျွန်တော် Suzuki Artiga Type 2လေးတွေရှိမယ်ပြီးတော့ရင်လည်းကျွန်တော်တို့ Suzuki Artiga Type 3ရဲ့အမေများကြတဲ့ကားချစ်သူမိတ်ဆွေများအတွက်ပေါ့နော် Suzuki Artiga Type 3လေးတွေမိတ်ဆွေတို့အနေနဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီးတော့ရင်လည်း GAC GS 7လို့ကားမျိုးတွေရှိမယ်ကျွန်တော် Bora BA5 လို့ကားမျိုးတွေကျွန်တော်တို့ပြီးတော့လည်း BNC D90 အနက်ရောင်လိုကားမျိုးတွေမိတ်ဆွေတို့နဲ့ရွေးချယ်ဝယ်ယူနိုင်မယ့်အပြင်ကိုကျွန်တော်တို့ brand new 0 kg ကားလေးဖြစ်တဲ့ကျွန်တော်တို့ brand new 0 kilo ကားလေးဖြစ်တဲ့ Downfan DFK Fago 600လို့ကားမျိုးလေးကျွန်တော်ရှိမယ် Forbes Yon T77 Pro 0 kilo brand new ဝယ်ယူသူမိပေါ့နောက်ဆုံးနံပါတ်နဲ့ရရှိမယ်ကားလေးတွေမိတ်ဆွေနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျဒါလေးကတော့ကျွန်တော်အခုပြသပေးသွားတာအချမ်းမြင့်တွေပေါ့နော် Showroom နံပါတ်1ထဲမှာရှိတဲ့ကားလေးတွေကိုလိုက်လံပြသပေးသွားတယ်ကျွန်တော်ကျွန်တော်နဲ့အတူ Showroom နံပါတ်4မှာကျွန်တော်ဘာကားလေးရှိနေလဲဆိုတော့လိုက်လံပြီးကြည့်ရှုပေးပါအောင်ဗျာ ဟုတ်ကဲ့ဗျဒါလေးကတော့ကျွန်တော် showroom number 4 EV ကားလေးကျွန်တော်လူမေးအများဆုံးကားလေးဖြစ်တဲ့လုပ်ငန်းဆောင် pickup ကားလေးထားရှိတဲ့ showroom လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဗျအထက်ကိုလိုင်းလိုင်းကြည့်ရှုပေးပါအောင်ဗျကျွန်တော်အထက်မှာဆိုရင်တော့ဒိုင်ယန် EV ကားလေးရှိမယ်ဒီဒိုင်ယန် EV ကားလေးဆိုရင်တော့ကျွန်တော်တို့ကီလိုလေးတော့နည်းနည်းလေးတက်ပြီးသား3600ကျော်လေးမှာရရှိမယ့်ကားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်းဒိုင်ယန် EV ကားအောင်မှာ brand new 0 kg ဝယ်ယူသူမိဘနောက်ဆုံးနံပါတ်နဲ့ရရှိမယ့်ကားလေးဗျ ကျွန်တော်အနောက်မှာဆိုရင်လည်းလုပ်ငန်းသုံးပစ်ကက်ကားလေးတွေအမင်းများကြတဲ့ကားချစ်သူမိတ်ဆွေများတို့ဗျလုပ်ငန်းသုံးပစ်ကက်ကားလေး carry yogi single ကလေးရှိမယ်ဗျဒီကားလေးဆိုလည်းကျွန်တော်3500အောက်လေးမှာပဲညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ဘေးမှာအစ်တထမှန်ရောက်ရှိထားတဲ့ Hankan Z03 လိုမျိုးကားမျိုးတွေရှိမယ်ကျွန်တော်အနောက်မှာဆိုလည်း Nada 8ကားမျိုးလေးတွေမိတ်ဆွေတို့အနေနဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနောက်မှာ carry yogi လေးရှိမယ်နော်ဟုတ်ကဲ့ဗျာကျွန်တော်အခုပြသပေးသွားတဲ့ ရှုံးနံပါတ်1ရှုံးနံပါတ်2ရှုံးနံပါတ်4မှာရှိတဲ့ကားမျိုးစုံကိုမနေ့ပြန်ကျွန်တော်လိုက်စီးမှာအတန်ဆုံးစည်းလေးနဲ့ရောင်းချပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ live save ပြသမဲ့အချိန် Facebook ကနေပြီးတော့ဗောနော်ကျွန်တော်တို့စက်တနာကြီးဆိုတာနဲ့ကျွန်တော်တို့စတင်ရောင်းချပြီးမှဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အတန်ဆုံးစည်းလေးနဲ့ဝယ်ယူခြင်းနဲ့ဆိုတော့ကျွန်တော်ကိုမိုကနုပညာကားစီစင်တာရဲ့ live save ကိုမိတ်ဆွေတို့အနေနဲ့ကြည့်ရှုပြီးတော့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပြကြည့်ရှုအားပေးကြတယ်တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာ